အလုံးစုံမိတ်ဆွေများမင်္ဂလာပါခင်ဗျာနော်ဆရာငယ်မိတ်ဆွေတွေအားလုံးကာယဒုက္ခစိတ်ဓာတ်ဒုက္ခနဗျာသောဒုက္ခနဲ့ပြည့်စုံကြပါစေလို့ဆရာကဥစွာပထမဆုမွန်ကောင်းတောင်းလိုက်ပါတယ်အလုံးစုံခုနှစ်ရက်သားခုနှစ်ရက်သားသမီးတွေအားလုံးဒီနေ့ဒီချိန်ဒီနေ့ကစပြီးတော့တက်နေတကူလက်ဝေဖြိုးခဲ့သူစီးစိမ်ဥစ္စာများတိုးပွားပြီးတဲ့အခါမကောင်းသောပြီးမကောင်းသောရံမကောင်းသောအန္တရာယ်အနှောက်အယှက်တိုက်ခိုက်ကင်းလို့ဒုဗိတ္တန္တရအတ္တန္တရအယောဂကန္တရဆိုသောကတိသုံးပါးကနေကင်းဝေးကြပါစီကြောင်းဆရာကမေတ္တာပို့ဆုတောင်း ပေးလိုက်ပါတယ်ခင်ဗျာเนาะဒီနေ့ဆရာကအဲ2025ခုနှစ်ခုနှစ်လပိုင်းအတွင်းမှာအဲမနေ့ကတော့ဆရာကဟောဇဒန်မနေ့ရှိရက်တည်းကတော့ဟောဇဒန်ကြီးရဲ့အဲတနင်္ဂနွေရက်တနင်္လာရက်ဆိုပြီးတော့နှစ်နေသားတော့ဆရာကတင်ပြီးသွားပါပြီအခုဆရာဒီနေ့ကနည်းနည်းဒီနေ့က29ရက်ကဖြစ်နေပြီဆိုတော့အဲဆရာလာကုန်အထိကိုဆရာအဲခေါ်လိုက်လို့ရှိရင်မိတ်ဆွေတချို့နေသားတွေကနောက်ကျသွားမှာဖြစ်တယ်ဆိုတော့ဆရာက လိုက်လွင့်ပြီးလိုက်တာပါပြီးတော့ဆရာလိုက်မလွင့်မပြင်းကြလည်းနဲ့နဲ့ကြာပြီဆိုတော့เนาะကောင်းပြီဆိုတော့ဆရာဒီနေ့ကစပြီးအင်္ဂါကစပြီးတော့စနေတိကိုဆရာဟောပြီးမှဖြစ်တဲ့အတွက်ဆရာကိုဘယ်ကနေကြည်နေတာလဲဘာနေသားလေးပါလဲမှတ်ပြီးပါအောင်ခင်ဗျာလိုက်မထိုင်တာလည်းနဲ့နဲ့ကြာသွားတော့အန်တန်တန်ဖြစ်နေပါလေโอเคဆရာကဥစ္စာပရမအင်္ဂါသတ္တမိမိတ်ဆွေတွေအတွက်ကိုဆရာ ဟောကြားပြီးမှာပဲခင်ဗျာအင်္ဂါသာသမီးတွေပါဆရာကိုမှတ်ပြီးကြပါအောင်ဘယ်ကနေကြည်နေရလဲဆိုတော့လေဆရာကိုပြောပြပါအောင်ခင်ဗျာโอเคမဆိုးပါဘူး view လေးတော့ပြန်တက်လာလိုင်းမကောင်းဆရာကြီးတဲ့ခင်ဗျာဘယ်မှာနေတာတော့ဆရာကမြန်မာပြည်မှာနေတာ USA တဲ့အင်္ဂါနေပါတယ်ဝေဝေဖြုတ်ဟုတ်ကဲ့ပါ ထိုင်းကပါတဲ့ဟုတ်ကဲ့ပါမလေးကကြည်နေပါတယ်တဲ့ဟုတ်ကဲ့ပါခင်ဗျအင်္ဂါသမီးစင်ကာပူကကြည်နေပါတယ်ဟုတ်ကဲ့ပါစင်ကာပူကပါတဲ့ထိုင်းကပါတဲ့โอเคကဲဆွစ်ဇာလန်ကကြည်နေပါတယ်ဟာနိုင်ငံတွေစုံသွားပြီအိုမန်နေမလားသေးဘူးဒီနေ့ကဲဆိုတော့ဆက်လိုက်တော့မယ်နော် င်္ဂါသသမီမိတ်ဆွေတွေအားလုံးအဆက်ဆက်အရရာအစဉ်ပြေအောင်မြင်တိုးတက်ကြပါစေကျောင်းဆရာကဒီကနေမြေတာဘိုးဆူတောင်းထုတ်ကနာပြုသားလိုက်ပါတယ်ဒီ2025ခုနှစ်ဘာလုံးလုံးနဲ့ဆရာတို့အခုဆိုရင်ခုနှစ်လပိုင်းကိုရောက်ရှိလာပြီဆိုတော့2025ရဲ့နှစ်ဝက်6လတစ်ဖြက်ကိုတော့ကုန်သွားပြီအခုဒီ2025ခုနှစ်ရဲ့ဟာဟိုနှစ်ဒုတိယနှစ်ဝက်စမဲ့ ခုနှစ်လပိုင်းကိုဆရာကဟောကြားပြပါမယ်ခင်ဗျာနော်အင်္ဂါသာသမီးမိတ်ဆွေတွေဒီရက်ခုနှစ်လပိုင်းအတွင်းမှာဘယ်ယာရီအကျိုးပေးအားသာကံကောင်းစီပြီးဘယ်ယာရီတတိထားရမလဲဆိုတာဆရာအခုပဲပြောပြပေးမှာဖြစ်ပါတယ်ခင်ဗျာ ။အင်္ဂါသာမီမိတ်ဆွေတွေဟာ2025ခုနှစ်ခုနှစ်လပိုင်းတွင်မှာလုပ်ငန်းကိစ္စအလုပ်ကိစ္စဘာကိုမဆိုအရေးကြီးကိစ္စမှန်သမျှကိုဦးစီးဦးဆောင်လုပ်ပါရှေ့တူဆောင်ရွက်ပါအောင်မြင်ခြင်းတိုးတက်ခြင်းတွေရရှိပါလိမ့်မယ်။ဘာကိုဖြစ်ဖြစ်ကိုကိုယ်တိုင်အမိခံလုပ်တဲ့လုပ်ငန်းတွေမှာအကျိုးပေးအားသာကောင်းမှုရှိပါတယ်။ရှေ့တူဆောင်ရွက်လုပ်ဆောင်လို့လည်းအားသာကောင်းမှုပါတယ်။မိမိကဦးဆောင်လုပ်ရင်ဦးဆောင်နိုင်သလောက်စူးစမ်းရင်စူးစမ်းသလောက်ဒီအပတ်တာဒီလဟာမိတ်ဆွေတို့အတွက်ကိုအဲမိမိအနေနဲ့ကိုကိုယ်တိုင်လုပ်ယူနိုင်စွာဖန်တီးနိုင်စွာရှိတော့ကိเนาะအဲ နောက်ဆုံးပဲဥပမာဆရာတင်စားပြောရရင်ဇနကမင်းသားရေတဲ့နေနေတော့ကူလူလောက်ခတ်ပြီးတော့အခက်အခဲတွေကြားတဲ့ကရုံးကန်ရမယ်ကာလဖြစ်တယ်ဒါပေမဲ့ဘာကိုဖြစ်ဖြစ် လုပ်ငန်းတစ်ခုကိုလိုချင်တစ်ခုကိုတော့အဖြတ်အနောင်လေးတွေပေါ်တက်တာအတော့မိတ်ဆွေတို့အနေနဲ့တတိထားဆင်ခြင်ရမယ်ကာလဖြစ်ပြီးတော့ကိုကိုကိုအဲဥမာဘဒီကာလဟာစီမင်းစီကံပိုင်းနဲ့ပတ်သက်ပြီးတော့ဖြစ်စီ rule and regulation နဲ့ပတ်သက်ပြီးကိုကိုကိုအစဉ်အမြဲရှာမှတ်ပြီးတော့လုပ်ဆောင်ရင် အောင်မြင်တိုးတက်မှုတွေရရှိမယ်လာဖြစ်ပါတယ်ခင်ဗျကြမ်းပါအေး ကျမ်းမာရေးနဲ့ပတ်သက်လာတဲ့အခါမှာအင်္ဂါသားသမီးမိတ်ဆွေများဖို့ကျမ်းမာရေးနဲ့ပတ်သက်လာတဲ့အခါမှာလေနဲ့ပတ်သက်တာမျိုးအစာရင်နဲ့ပတ်သက်တာမျိုးလေးတွေသတိထားဆင်ခြင်ရပါမယ်ခင်ဗျာနော်ဝမ်းပြောက်ဝမ်းလျှောတာမျိုးလေးတွေဒူးတို့ခါတို့နဲ့ပတ်သက်တဲ့အရာလေးတွေမှာအဖြစ်များတတ်တယ်အထူးသဖြင့်အသက်42နှစ်အောက်လူငယ်အင်္ဂါသားသမီးမိတ်ဆွေများဖို့ကတော့အစာအသောက်မှားတာမျိုးလေထိုးလေအောက်နဲ့ပတ်သက်တာမျိုးလေးတွေအဖြစ်များရတတ်ပါတယ်ခင်ဗျာနော်ဒါပြင်မိတ်ဆွေတို့အနေနဲ့ကျမ်းမာရေးနဲ့ပတ်သက်လာတဲ့အခါမှာလူဝင်မတော်တာမျိုးတွေကြောင့်ကျမ်းမာရေးညံ့တတ်ပါတယ်ရွှေဝင်မတော်တာမျိုးလေးတွေကြောင့်ကျမ်းမာရေးညံ့တတ်တဲ့အတွက် ိစေတို့ဒီလိုမျိုးအဝင်ချွေတို့ဝင်လာတဲ့အခါမိစေတို့ရဲ့စီဝါရေးရုပ်တရအခက်အခဲကြုံလာတဲ့အခါသူမဟုတ်လို့ရှိရင်မိမိအိမ်မှာလူညာအိမ်ညာနေခေါ်တဲ့အခါမှာရှင်နှချောင်းထွက်ပေးတာမျိုးသူမဟုတ်ချွေလေးစတိပောင်ပေးတာမျိုးသူမဟုတ်ညာအိမ်ညာနေထွက်ပေးတာရင်မိစေတို့ရဲ့အခက်အခဲအကြအတဲမှန်လည်းမြယူပြစ်တယ်လို့ပြန်လဲပြောက်ကင်းတည်ကြသွားမှာအတည်ကြပဲဖြစ်ပါလေခင်ဗျာဒါအပြင်မိစေအင်္ဂါသားသမီးတွေဒီလာတာတော့တွင်မှာအကျိုးပေးသောလုပ်ငန်းတွေကိုဆက်လက်ဖော်ပြပေးပါစီဒီခုနလပိုင်းတွင်မှာကျဆော့ အင်္ဂါသမီးမိတ်ဆွေတွေနဲ့မိတ်ဆွေတို့ရဲ့အကျိုးပေးသောလုပ်ငန်းများအနေနဲ့ဆိုရင်ဘာကိုဖြစ်ဖြစ်ကိုကိုယ်တိုင်ဦးစီးဦးဆောင်ပြီးအမိနာမခံလုပ်တဲ့လုပ်ငန်းတွေမှာပိုးမိုအားသာကောင်းမှာပါတယ်အဖွဲ့အစည်းနဲ့ပတ်သက်တာမျိုးအများနဲ့ပတ်သက်တာမျိုးတွေရှေ့တို့ဆောင်ရလှုပ်ဆောင်မှာဘာသာရေးဆိုင်ရာလုပ်ငန်းတွေရှေ့တို့ဆောင်ရလှုပ်ဆောင်မှာအများနဲ့ပတ်သက်ပြီးတော့အတွေးခေါ်အကြံစီတွေနဲ့ပတ်သက်ရင်အောင်မြင်တိုးတက်နိုင်သောကာလဖြစ်တယ်ပတ်စပို့လုပ်ငန်းတွေဗီဇာလုပ်ငန်းတွေနေရာထိုင်ခင်းနဲ့ပတ်သက်တာမျိုးတွေယာတုတိုးတာမျိုးယာတုတက်တာမျိုးတွေဂျုံကတက်သောကာလဖြစ်ပြီးတော့အထက်လူကြီးအကြီးအကဲတွေရဲ့အကူအညီဆောင်မှမှုကိုရ ရှိတတ်သောလဖြစ်တဲ့အတွက်မိတ်ဆွေအင်္ဂါသားသမီးတွေကဘာကိုမစိုးချစ်တို့ဆောင်ရွက်ပြီးတော့ပြောပြောဆိုရင်းကောင်းမွန်အားသာတဲ့ကာလဖြစ်တယ်။အိုးအိမ်ရှမ်းပြည်ပိုင်ဆိုင်ရတတ်တဲ့ကိုဝင်ရတာမျိုးသားသမီးရရှိတာမျိုးတွေအိုးအိမ်ရှမ်းပြည်ပိုင်ဆိုင်တာမျိုးတွေအားသာကောင်းမွန်တိုးတက်နိုင်သောလဖြစ်ပါတယ်။အိမ်ဆောက်ရှင်တဲ့မိတ်ဆွေများဝါတော့ဝင်ပြီးတော့ဆရာဟောလက်စာတွေဟောပါကြမယ်။ အိမ်ဆောက်လို့ကောင်းပါတယ်ဒါအပြင်အထယ်လေးလုပ်ငန်းတွေအကျိုးပေးပါတယ်နိုင်ငံခြားခရီးသွားပတ်စုဗီဇာလုပ်ငန်းတွေပတ်သက်တာတွေဘာသာစကားသင်တန်းတွေပတ်သက်တာတွေအိုအိမ်ရှမ်းပြည်အာမခံတွေပတ်သက်တာတွေစိုက်ပျိုးသီးနှံတွေစားတောက်ကုန်တွေစံစီစေးစားဆက်ပစ္စည်းတွေပတ်သက်တာတွေဒါအပြင်အဲဟိုပြောင်းမှုတို့အဆရှိတဲ့ຢာတွေဟိုဆိုတာလို့ချန်ထွက်သီးနှံတွေကွန်းအဆရှိတဲ့လုပ်ငန်းတွေချစ်တူဆောင်ရလှုပ်ဆောင်ရကံရဲ့အားသာခြင်းတိုးတက်ခြင်းတွေရရှိပါလိမ့်မယ်စတင်လှုပ်ဆောင်လို့တဲ့မိတ်ဆွေများ ဖြစ်နိုင်လို့ရှိရင်ဒီကာလဟာအသစ်နဲ့ပတ်သက်လာတဲ့အခါရှေ့တို့ဆောင်ရလှုပ်ဆောင်ရင်အားတာပြီးတော့တိုးတက်ပြီးတော့ကံကောင်းစီတဲ့အတွက်ဘာကိုမဆိုအဟောင်းကြီးကိုလည်းတိုးရှက်ခြင်းတပါဆိုလှုပ်လို့ရတယ်လို့မိမိအနေနဲ့ကိုကိုတိုင်းလုပ်ငန်းတွေကိုပိုင်လုပ်ငန်းတွေစတင်ခြင်းနဲ့ဆိုဘာကြောင့်တုံဆိုင်တူဝင်နေမှာလဲရေရဲကြီးရှေ့တို့ဆောင်ရလှုပ်ဆောင်လာရင်အောင်မြင်တိုးတက်ဒီမှာအသေးချာပဲဖြစ်တယ်ဒါပေမဲ့ဘာကိုဖြစ်ဖြစ်လုပ်ငန်းကိုင်ကလုံးအလုံးမှန်သမျှကိုကိုကဦးစီးဦးဆောင်လုပ်မှသာ ရှေ့သူဆောင်ရွက်မှာဒါအောင်မြင်မယ်တိုးတက်မယ်ဆိုတဲ့အဖက်ဖြစ်တဲ့အတွက်တော့ဘာကိုမစိုးဦးစည်းဦးဆောင်လုပ်ရန်အတွက်တော့လိုအပ်သောကာလဖြစ်ပါတယ်ငါကအမှုကိစ္စဖြစ်နေသူတွေအမှုကိစ္စပြီးတာမျိုးမိမိမိသားစုဝင်အတွင်းမှာအမွေကိစ္စအမှုကိစ္စဖြစ်နေသူတွေပြီးပြတ်တာမျိုးအရှုံးအောင်ဖြစ်နေသူတွေလွတ်မြောက်လာတာမျိုးတွေ ပြန်လဲကြာရှိကြာရတတ်တယ်မိတ်ဆွေအပေါင်းအသင်းတစ်ကြိမ်တစ်ခါကမတွေ့ခဲ့ဘူးတော့မိတ်ဆွေတွေမိတ်ဆွေအသက်အပေါင်းအသင်းအသက်တွေအားနေအကူအညီရရှိတာမျိုးအထက်လူကြီးအကြီးကတပည့်လက်သားသသမီးတွေနဲ့ပတ်သက်ရင်ပညာရေးကိစ္စလေးတွေအကြောင်းဖြစ်စီတပည့်လက်သားသသမီးတွေနဲ့ပတ်သက်လို့စိတ်ချမ်းသာစရာသတင်းလေးတွေကြာရတတ်သောကာလဖြစ်ပါတယ်ခင်ဗျာဒါကပြင်မိတ်ဆွေတို့ဒီအပတ်တာအတော်တွေမှာဆိုရင် အဲဒီကလာအတော်တွင်မှာဆိုရင်မိတ်ဆွေတို့အနေနဲ့အဲမီဒီယာထိုင်ခင်းတဲ့ပတ်သက်တာမျိုးလေးတွေစကားပြောတာမျိုးတွေအကျိုးပေးအားသာပါတယ်ယာတုလုပ်ငန်းကိုင်ခန်းတဲ့ပတ်သက်ယာတုတိုးတာမျိုးယာတုတက်တာမျိုးတွေကြားရတတ်သောအပတ်တာဖြစ်တဲ့အတွက်အင်္ဂါသသမိမိတ်ဆွေတွေဟာဘာကိုဖြစ်ဖြစ်ရှေ့တိုးဆောင်ရလှုပ်ဆောင်ရင်အားသာစီတာအတိအကျပဲဖြစ်တယ်ဒါပေမဲ့ငွေကြေးနဲ့ပတ်သက်လာရင်တော့ ငွေရှိတာငားတာလေးတွေမှာအတူပြူးဆိုင်ပါဆက်ပစ္စည်းရင်ကြောင်းငွေကုန်ကြီးကြအများရတတ်တယ်လူငယ်တွေအရှိရင်းနဲ့ပတ်သက်လာလို့ရှိရင်ငွေကုန်ကြီးကြအများရတာမျိုးလေးတွေဖြစ်ရတာမျိုးအရှိရင်းနဲ့ပတ်သက်လာတဲ့အခါမှာအဲရီစား နောက်ကိုလိုက်ရတာမျိုးလေးတွေကြောင်းသို့မဟုတ်အဲဆိုတာလူပြိုကိစ္စအဝဝလေးတွေကြောင်းတော့ငွေကြီးအကုန်ကြုံကြအများရတတ်တဲ့အတွက်ကြောင့်မလို့ဖြစ်နိုင်ရင်ဆရာလိုတယောက်တည်းနေတာအကောင်းဆုံးဖြစ်ပါလိမ့်မယ်။ကောင်းပြီအလှကုန်နဲ့ပတ်သက်တာလေးတွေမှာအဲဟိုအရေးကြီးတဲ့ခွဲစိတ် operation လုပ်တာမျိုးလေးတွေကိုတတိထားဆင်ခြင်ပြီးပါဖြစ်နိုင်လို့ရှိရင်လှကျင်လို့တယောင်တိုက်ရေစီးကမ်းပြိုလိုက်အင်္ဂါတွေဟာမလှမပြင်းမဲနဲ့လှပါတယ် ပြင်းရင်မလာတာအင်္ဂါဖြစ်တဲ့အတွက်အင်္ဂါသာသမီမိတ်ဆွေတွေနဲ့ဒီကာလအတော်တွေမှာဆိုလို့ရှိရင်တော့တတိထားဆင်ကျင်ပြရန်အတွက်တော့အလှပရေရာတွေနဲ့ပတ်သက်လို့တတိထားပါဒါအပြင်အဲမိတ်ဆွေတို့အနေနဲ့ဒီကာလအတော်တွေမှာမိတ်ဆွေအပေါင်းအသင်းရင်းနေရနေပြီးတော့ငွေကြေးကိစ္စလေးတွေစကားပြောရတာမျိုးလေးတွေရန်ဖြစ်ရတာမျိုးလေးတွေကိုယ်ငွေနဲ့ကိုလူမုန်းခံရတတ်တဲ့အတွက်တော့ဒီအချက်လေးတွေကိုရောကျင်းတည်ပေါ့တတိထားရမယ်အပတ်တကာလအပိုင်းခြားဖြစ်ကြောင်းထက်လောင်းပြောကြားလိုက်ပြရစီခရီးသွားကိစ္စလေးတွေကြောင့်ငွေကုန်ကြေးကြအများကြီးတက်တယ်လို့မိမိရဲ့အမေတို့ အမတို့မိသားစုတို့အဆွေမျိုးသားချင်းတွေကြောင့်ကိုယ်ကြောင့်မဟုတ်ဘဲတပါးသူကြောင့်ငွေကြီးနဲ့ပတ်တိုင်းအရှိရေးကြောင့်သမီးစားရေးတွေကြောင့်ငွေကုန်ကြီးကြအများရတတ်တော့အပတ်တာဖြစ်တဲ့အတွက်ဝင်ငွေနဲ့ထွက်ငွေဟာဝင်လီနဲ့ထွက်လီကဲ့သို့ဖြစ်နေတတ်ပါလေ။ဒါကြောင့်မိတ်ဆွေတို့နဲ့ငွေကြီးနဲ့ပတ်တိုင်းရင်ငွေမြဲစီဖို့အတွက်ဆိုရင်ဘာကိုဖြစ်ဖြစ်တိုးတိုးတိတ်တိတ်စုထားတာမျိုးမိမိရဲ့လုပ်ငန်းကိစ္စအလုပ်ကိစ္စတွေမှာယဉ်နီးထားတာဟာပုံမကောင်းမှမှာလေ။ပတ်စံပစ္စည်းပျောက်တာမျိုးတကောခိုးခံရတာမျိုးတွေဖြစ်ရတတ်တဲ့ မိတ်ဆွေပေါင်းတဲ့အရင်ရှာတွေကနေပြီးတော့ကိုယ့်ကိုရွဆွဆွဆွဲတာမျိုးလေးတွေတတိထားဆင်ခြင်ပြရန်လိုအပ်ပါတယ်။အရှိရင်နဲ့ပတ်သက်လာရင်တော့ဝဝဆာဝဝအိတ်တာကောင်းပါလေခင်ဗျ။အဲသမီးစားများအနေနဲ့တဦးနဲ့တဦးတယောက်နဲ့တယောက်အဆက်အသွယ်ပြတ်နေသူတွေပြန်လဲအဆက်အသွယ်ရရှိတာမျိုးတွေဝေးကွာနေတော့ သမီးစားများအနေနဲ့ကတော့ပြန်လဲစုံစည်းရတတ်တော့အပတ္တကာလဖြစ်တယ်။အိမ်နောက်ရင်းနဲ့ပတ်သက်လာရင်တော့ဘာမှခက်ခက်ခဲခဲမရှိဘူး။သာသမီကိစ္စကိုအကြောင်းပြုပြီးတော့ပြန်လဲပေါင်းသင်းရတတ်တာမျိုးအဆက်အသွယ်ပြတ်နေတော့အိမ်နောက်ရှင်နေနဲ့ပတ်သက်လို့အဆက်အသွယ်ပြန်လဲရရှိတာမျိုးဂျုံကတက်တယ်လို့မိမိအိမ်နောက်ဘက်ကိုအကြောင်းပြုပြီးတော့ငွေကြေးကိစ္စလုံးရင်းနဲ့ဝင်လာတတ်တော့လှဖြစ်ကြောင်းထပ်လောင်းပြောကြားလိုက်ပါရစေခင်ဗျာ။ ဒါပေမဲ့အိန္ဒာကြီးနဲ့ပတ်သက်လို့စကားများပြောဆိုလာရတဲ့အခါမှာငွေကြီးကိစ္စလေးတွေကိုတတိထားဆင်ခြင်ပေးပါငွေကြီးနဲ့ပတ်သက်ပြီးတော့ခီးသွွားကိစ္စလေးတွေကြောင့်ငွေကုန်ကြီးကြများရတာမျိုးအိန္ဒာကြီးနဲ့ပတ်သက်လာတဲ့အခါမှာတစ်ဖက်ကငွေကုန်တာမျိုးကြောင့်ရန်ဖြစ်စကားများရတာမျိုးလေးတွေခီးသွွားကိစ္စလူယုံကိစ္စလေးကြောင့်ငွေမိတ်ဆွေအရင်းအရှာကိုရှင်းမိတဲ့ကိစ္စလေးတွေကြောင့်ငွေကုန်ကြီးကြများရတာမျိုးလေးတွေအိန္ဒာကြီးနဲ့ပတ်သက်ဂျားလူတူတယောက်ကြောင့်ငွေကြီးအကုန်ကြများတတ်တာကြောင့်ဘူးပေါက်ကလွယ်ရင်တော့ကျန်တာဆူဆူဝါးဝါးဘာမှမဖြစ်ပါဘူးခင်ဗျာ ဆရာစနေပါပါတယ်ခင်ဗျာနော်ဒါအပြင်မိတ်ဆွေအဲအင်္ဂါသသမီးတွေကဒီလာတာတော့ဒီမှာဆိုဘာကိုဖြစ်ဖြစ်ရွှေနဲ့ပတ်သက်လို့ဝယ်တာမကောင်းပါဘူးလူယုံမလွယ်ပါနဲ့ငွေကြီးနဲ့ပတ်သက်ရင်လူလိန်ခံရတာမျိုးတွေမက်ခင်ဆက်လိုက်အဲဆိုတော့ကြုံရတတ်တယ်ဒါအပြင်အမဒီစားအင်္ဂါသသမီးမိတ်ဆွေအမျိုးသမီးများအနေနဲ့အမျိုးသမီးအသွေးသားနဲ့ပတ်သက်တာမျိုးအရေးပြရဟနာတာမျိုးအလားချစ်ဖြစ်တာမျိုးတွေဖြစ်ရတဲ့အတွက်တော့တတိထဆင်ရင်ပြရအတွက်တော့လိုအပ်ကြောင်းထပ်လောင်းပြောကြားလိုက်ပါရစေ ရှင်းပြီတော့ပါဘူးခင်ဗျဆရာ లై မလွင်တာလည်းကြာသွားပြီဆရာလို့ share ပါပေါ့သူကဆရာလို့ရုပ်ချောကြပါသေးခင်ဗျအကောင်းပြီเนาะဆိုတော့ဒီလတာတော့အတွင်းမှာအင်္ဂါသားသမီးမိတ်ဆွေတွေအနေနဲ့ခရီးသွားကိစ္စပတ်စုဗီဇာလုပ်ငန်းကိစ္စနဲ့ပတ်သက်ရင်တော့ချီတိုးဆောင်ရလှုပ်ဆောင်ရင်အားသာကောင်းမွန်တိုးတက်နိုင်ပါတယ်ချုံပြောရရင်ဘာကိုဖြစ်ဖြစ်ဦးစီးဦးဆောင်လုပ်ရင်အောင်မြင်ချင်းတိုးတက်ခြင်းတွေရရှိပါနဲ့ငွေကြေးနဲ့ပတ်သက်ရင်ငွေလက်ထဲထားတာထက်ယင်းဤလှုပ်ဆောင်တာဟာပုံမူအားသာကောင်းမွန်ပြီးတော့တိုးတက်နိုင်ပါတယ်ပညာရေးနဲ့ပတ်သက်ရင်သားသမီးပညာရေးကိစ္စလေးတွေကြောင့်အားသာတာမျိုးလမ်းဖွင့်တာမျိုးနိုင်ငံခြားခရီးသွားကိစ္စလေးတွေမှာပညာ ာကြီးကိုအကြောင်းပြုပြီးသွားရတာမျိုးတွေဂျုံကတက်တော့လဖြစ်ပါလေခင်ဗျာဒါအပြင်မိတ်ဆွေအင်္ဂါသားသမီးတွေဒီလာတာအတော်တွင်မှာဆိုရင်အချိုးပေးအားသာစီတော့နေသားအနေနဲ့ဂျန်စာပရိသားသမီးတနင်္ဂနွေသားသမီးတွေနဲ့တွဲဖက်လုပ်တာမျိုးဟာမိတ်ဆွေတို့ရဲ့ကံကိုတိုးတက် ကောင်းမွန်စီပြီးကံကောင်းစီပါတယ်ဒါအပြင်မိတ်ဆွေတို့ဒီလာတာတော်တွင်မှာအရေးကြီးသောကိစ္စတွေကိုပြုမှုဆောင်ရွက်တဲ့အခါမှာအဲ ်မိတ်ဆွေတို့နဲ့အပန်းရောင်တို့အနီရောင်တို့အဖြူရောင်တို့အဆက်ရှိတဲ့အရာတွေကမိတ်ဆွေတို့ရဲ့ကံကိုတိုးတက်ကောင်းမှုအားသာစေပါတယ်ခင်ဗျာအကျိုးပေးသောအရာဟာအနောက်ရက်ဖြစ်ပြီးတော့စန်တီယာအရက်ကတော့အရှိမြောက်တောင်ရက်ဖြစ်ပါတယ်သတိထားစင်နေရမယ့်အရာလေးတွေကတော့ရွှေဝင်တာမျိုးရွှေဝယ်တာမျိုးလူယုံနဲ့ပတ်သက်တာမျိုးအလှကုန်နဲ့ပတ်သက်တာမျိုးဗုဒ္ဓဖူးနံလေးတွေဖြစ်တဲ့ရေလန်းခီးသွွားလေးတွေရေရှိုးမားတာလေးတွေနဲ့ပတ်သက်ရင်တော့သတိထားစင်ကျင်ပေးရတော့လိုအပ်ပါတယ်အနုပညာ မိတ်အရှင်များသို့မဟုတ်အနုပညာနဲ့ပတ်သက်ပြီးရှေ့သို့ဆောင်ရမယ်မိတ်ဆွေများဒီကာလအင်္ဂါတသမီမိတ်ဆွေများဒီကာလတော်တွင်မှာစိတ်တိုင်းမကြတာမျိုးအားမရတာမျိုးတွေဖြစ်ရတတ်တဲ့အတွက်တော့သတိထားဆင်ခြင်ပေးရတော်တော်လိုအပ်ပါတယ်။ဘာကိုဖြစ်ဖြစ်တောင်းဆူဆူရက်တွေကိုသတိထားဆင်ခြင်ပေးပါမိတ်ဆွေတို့အနေနဲ့ဒါအပြင်အကျိုးမပေးစေတဲ့အရာဟာတော့တောင်းဆူဆူရက်ဖြစ်ပြီးတော့သတိထားဆင်ခြင်ရမယ့်အကြောင်းကတော့အသားအရောင်ဖြစ်ပါတယ်ခင်ဗျာ။သတိထားဆင်ခြင်ရမှာတော့မိတ်ဆွေတို့အနေနဲ့26ရက်နေ့24ရက်နေ့ဒီမှာသတိထားဆင်ခြင်ပေးပါဒါအပြင် မဆွေတို့ရဲ့အလုံငန်းကိစ္စအလုပ်ကိစ္စတွေကို26ရက်နေ့တို့24ရက်နေ့တို့နော်မဆွေတို့အနေနဲ့22ရက်နေ့တို့ဒီလိုရံမျိုး3ရက်ကိုတော့တတိထားဆင်ကျင်ပေးရန်လူအကြောင်းထပ်လောင်းပြောကြားလိုက်ပါရစေခင်ဗျာဒါအပြင်အင်္ဂါသားသမီးမဆွေတို့ဒီလာတာတော့တွင်မှာအကျိုးပေးကံကောင်းစီတော့ကဏန်းကတော့တစ်ကဏန်း၅ကဏန်း၉ကဏန်းဖြစ်ပါတယ်တတိထားဆင်ကျင်ရမယ့်အချက်လေးတရားတွေကိုဆရာပုံသွားလောက်ပြီးနော်တတိထားဆင်ကျင်ရမယ့်အချက်လေးတွေ မိတ်ဆွေတို့ရဲ့အရေးကြီးသောကိစ္စလုပ်ငန်းကိစ္စတွေကိုပြောဆိုလှုပ်ဆောင်တဲ့အခါမှာအဆက်ဆက်ရရအောင်မြင်စင်ပြစီရအတွက်မိမိအိမ်ကမသွားမီအိမ်ရဲ့ဟလာအိမ်ဝင်ပေါက်ရတဲ့အိမ်ဝင်ပေါက်မှာအမွှေးနံ့တာစပြန်းပြီးတော့လူရာကိုတိုင်တယ်သွားရင်အောင်မြင်ချင်းတိုးတက်ခြင်းတွေရရှိပါလိမ့်မယ်ခင်ဗျာနော်အဆက်ဆက်ရရအစဉ်ပြစီရမပြောမီဇန်ငရဗီဒီမီချင်းခွန်ကိုတုံညာနှစ်ကိုတုံညာလေးတစ်လျှောက်790290417ပါခင်ဗျာအဲ Viber Telegram ကိုရမှာဆက်သွင်းနိုင်တယ်ဆရာ TikTok Messenger ကနေပြီးနေမဟောပါဘူးခင်ဗျာဒါအပြင် အဲ့ဒါလက်မခံပါဘူးဆရာကြီးမှာ Viber နံပါတ်963505နှစ်နဲ့ခွန်ကိုတုံညာနှစ်ကိုတုံညာလေးတခြား WhatsApp Telegram Viber မှာဆက်သွယ်နိုင်ကြောင်းနဲ့ဆရာကြီးမှာဟောစရာချက်ချင်းမရကြောင်းဂျာဖြတ်ကြော်ညာဝင်ရင်နဲ့အင်္ဂါသသမိမိတ်ဆွေတွေမိတ်ဆွေတို့ရဲ့ရောင်းကုန်တွေဝယ်ကုန်တွေအယောင်းတွက်အယောင်းထွက်စီဖို့အတွက်မိတ်ဆွေတို့ရဲ့ကုန်ပစ္စည်းတွေရောင်းထွက်ရောင်းထွက်စီဖို့အတွက်မိမိရဲ့ကုန်ပစ္စည်းတွေကို တပီခုနှစ်ခတ်ကိုနော်တပီခုနှစ်ခတ်ကိုနှီးနဲ့ရောရှိပြီးတဲ့အခါမိတ်ဆွေတို့ရဲ့ကွန်မစီတွေကိုရိုက်ပုတ်ထိတွေ့ရောင်းလိုက်ရင်အယောင်းသွက်အယောင်းထွက်သွားပါလိမ့်မယ်ခင်ဗျာအဋိကျံပြုလုပ်လို့တဲ့အင်္ဂါသသမိမိတ်ဆွေများဒီကာလအတော်တည်းမှာဝိစာစရဏတမန်တော်ဆိုသောဂုံတော်ပတိကိုတနေ့ကို၅ပတ်နှုန်းနဲ့ခုနှစ်ရက်တတိအဋိထံဝင်လာရင်အခက်အခဲမှန်သမျှပြည်လေသွားမှာအသေးကြပဲဖြစ်တယ်အဆက်ဆက်ရရအစဉ်ပြေစီပြီးငွေကြီးကံကောင်းစီရန်အတွက်ပြုလုပ်ရမယ်ရေရာအနေနဲ့ဆိုရင်ဒီရေရာကိုတရားလုပ်ပါဆရာဟောကမှာဆရာ ော်တော်ကိုဆန်းပြီးသွားပါပြီဆရာပြန်ပြောပေးမယ်နော်မိတ်ဆွေတို့အနေနဲ့အဆက်ဆက်ရရအစဉ်ပြေစီပြီးငွေကြေးကန်အားကောင်းစီရန်အတွက်ရေရာအနေနဲ့ဆရာတို့လီပိုပလင်းတစ်လုံးမှာလီပိုပလင်းတစ်လုံးမှာအဲ့ဟိုမှာလာဘန်လို့ရေးပါလာရေရှာတိလာရေရှာလာဘာကုန်းတိတိတင်ဘန်လာဘန်လို့ရေးပါရမ်းမှန်ပါတယ်တဲ့ဝီဖြူကျေးဇူးတင်ပါတယ်လာဗန်လို့ရှိပြီးသွားတဲ့အခါမိတ်ဆွေတို့ရဲ့အမြင့်တဏီယာဈေးဆိုင်သူမဟုတ်အိမ်ဆိုလည်းအမြင့်တဏီယာမှာဖခင်เจ้าဆောင်မဟုတ်ဘူးနော်အမြင့်တဏီယာမှာ တင်ပြီးတဲ့အခါအပေါ်ကနေပြီးတော့ဖျောင်းနိုင်ထွင်ပြီးတော့နော်ကိုရက်တတီထွင်ပြီးတော့စူတောင်းလိုက်ပါပိတ်နေတဲ့လက်တွေပွင့်လန်းပြီးတဲ့အခါအဆဆာရေးအစင်ပြလာပါလိမ့်မယ်ဒါကမှဆရာရဲ့ငွေကြီးအတွက်တီးတန့်မယ်ငွေကြီးခက်ခဲရှိလို့ထွင်ကျင်တပါဆိုရင်လေလေကိုပလင်းမမလာပန်လို့ရေးဖျောင်းနိုင်အစိမ်းရောင်ကိုတင်ပြီးတော့ကိုရက်တတီထွင်လိုက်ငွေကြေးကိစ္စတကယ်ကိုပြေဝလာလိမ့်မယ်။ဆရာရဲ့လက်လာပါပိတ်ရင်လို့ပွင့်ကျင်လို့ဆိုရင်တော့အဝါရောင်ထွင်းပေါ့။နော်လီဗိုပလင်းမှာလာပန်ရေး အဝါရောင်မြင့်တနေရာမှာကိုယ်ရထွင်းလိုက်ပါပွင့်သွားပါလိမ့်မယ်အတိုက်ခိုက်ပြင်းရင်လို့ဆရာရဲ့အဖြစ်အနောက်နေများလို့ဆိုလို့ရှိရင်တော့မိတ်ဆွေနေနဲ့အနီရောင်လေးထွင်းလိုက်ပါဒါဆိုရင်အဆင်ပြေသွားပါလိမ့်မယ်ကဲဆိုတော့အင်္ဂါသားသမီးမိတ်ဆွေတွေအားလုံးအဆက်ဆက်ရဲ့အဆင်ပြေအောင်မြင်တိုးတက်လို့ဘိဗီယာတွေဝေးကွာကြပါစေကျောင်းဆရာကမေတ္တာပို့ဆုတောင်းထောပနာပြုရင်းနဲ့ ဤချင်းဤနိုင်ဤနည်းရမှာစာယူခဏလာပိုင်းတွင်မှာအင်္ဂါသာသမိတိယရနာစိန်ကြောက်ဇေတောက်တိုင်းကစားနိုင်ပြီးတဲ့အခါတက်နေတကူလောက်ဝီဖြုတ်ခဲ့သူစီးစိတ်ဥစ္စာတွေတိုးပွားကြပါစီကြောင်းဆရာကဒီကနေမြေတားဖို့ဆူတောင်းထောပနာပြူရင်းနဲ့ကဲအခုတခါတော့ဗုဒ္ဓဖူးရာဟုသာသမိတိအလှဲ့ကိုအဟုတ်ထူးစွာရောက်ရှိလာပါပြီခင်ဗျာနော်ဗုဒ္ဓဖူးရာဟုသာသမိတိကိုအခါပြီးတော့မှမလို့ပါရင်ဆရာကိုမှတ်မိပါအောင်ခင်ဗျာ